ဲ့တော့မြတ်စွာဘုရားကကုချင်းတရားကောင်းဖို့နောက်တစ်ခုစဉ်းစားခိုင်းတာပါလို့လွယ်လွယ်လေးရဲ့ကုချင်းကိုရှင်းစာတရားကုချင်းစာတရားကိုပါဠိလိုအတုပနာယိကလို့ခေါ်တယ်အတ္တပနာယိကကိုနဲ့နိုင်ရှင်ချီတာကုချင်းစာဆိုတာကိုနဲ့နိုင်ရှင်ချီခြင်းပဲကိုမကြိုက်တဲ့အလုပ်ကိုဘာဖြစ်လို့သူများလုပ်ရမလဲ ကိုမကြိုက်တဲ့အပြောမျိုးကိုလာပြောရင်ကိုလည်းမခံနိုင်ဘူးဆိုရင်အဲ့ဒီအပြောမျိုးသူရလည်းမပြောဘူး။ဥပမာပဲကိုဆဲရင်ကိုမခံနိုင်ဘူး။အဲ့တော့သူလည်းမဆဲနဲ့ပေါ့။ဒီလိုဆိုလို့လေ။ကိုလာပြီးတော့ညင်ဆဲနှိမ့်ဆက်မယ်ဆိုရင်ကိုမခံနိုင်ဘူး။ဒါကြောင့်မို့သူများကိုလည်းကိုကညင်ဆဲမနှိမ့်ဆက်နဲ့။သူပစ္စည်းမတရားယူလို့ရှိရင်ကိုပစ္စည်းမတရားယူရင်ကိုမခံနိုင်ဘူး။အဲ့ဒါဆိုရင်သူပစ္စည်းကိုလည်းမတရားမယူနဲ့ဆိုတဲ့ကိုချင်းစာတရားအခြေခံပြီးတော့ကိုချင်းတရားကောင်းအောင်ဆုံးပါလေ။ ခဏိခဲ့မှာဆိုတော့အတ္တဆိုတာကုချင်းတရားကိုပြောတာစီဝါရေးလုံးလဲအတ္တရှိမှဖြစ်တယ်နော်ဘာလုံးလို့ကုချင်းတရားကောင်းမှအများလက်ခံလာတာဖြစ်တယ်ပေါ့မြန်လက်ခံတဲ့လို့ဆိုရင်ကုချင်းတရားပြပြတယ်လို့တွေ့အဲ့တော့အဲ့ဒီကုချင်းတရားဆိုတာကိုမြတ်စွာဘုရားရဲ့အဆုံးအမကတော့ဟုတ်ကကုချင်းတရားကိုအခြေခံတယ်ကံကံအကျိုးကို ိမြင့်တတ်တဲ့ကမသက္ကတာသမဋ္ဌိတိကိုခြေခံနေဒီအခြေခံနှစ်ခုနဲ့မဂ္ဂနဲ့လမ်းကြောင်းပေါ်မှာဆက်လက်ပြီးတော့လောက်ကြမှာဖြစ်တယ်ပေါ့